တယ်ကျွန်တော်တူးချင်းစီကရောလုံနိုင်တာတွေမရှိဘူးလားဆရာကျွန်တော်တို့တူးချင်းလုံနိုင်တဲ့အလုပ်တွေအများကြီးရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ဒီတန်တရားအဖြစ်ဆရာမရှိပါဘူးသူသဖြင့်ကျွန်တော်တို့လူဖွဲ့စည်းရာကြီးလက်ဘဟုပြုတဲ့လူဖွဲ့စည်းပါကိုကြီးလက်ကိုနေရာဌာနတွေမှာကိုကြီးလက်လူအတိုက်အမြုံလေးတွေဒီကိုနေရာကိုဒေတာလေးရဲ့ခံနိုင်ရေကျွန်တော်ဒီနေရာမှာအရေးကြီးတဲ့စကားလုံးကတော့အင်္ဂလိပ်စာမှာတော့ resilience လို့ပြောမှာပေါ့ကိုရရွာရဲ့ခံနိုင်စွမ်းအားမြင့်တက်ဖို့အတွက်ကျွန်တော်တို့တူးချင်းဒီကိုရရွာကိုအစုဖွဲ့တွေနဲ့ပေါင်းပြီးတော့တပင်ဆိုင်ကြတာမျိုးတွေကို ရေစည်းရေလာနဲ့အခုရကြွားရဲ့သဘောပေါင်ရင်ကိုထိမ့်သိမ်းတာမျိုးတွေလုံနိုင်ပါတယ်ကျွန်တော်တို့နေ့စဉ်သုံးဆွဲနေတဲ့ကိစ္စတော်တော်များများသည်ကပိုင်းပူနေမှုဖြစ်စီတဲ့ပစ္စည်းပစ္စရာတွေများတယ်ဒီလိုပစ္စည်းကြွကြွအိတ်လိုဟာမျိုးတွေရေတံမှုလိုဟာမျိုးဒါမျိုးတွေကို short ချတာအစားအဲ့ဒါတွေကတော့ကျွန်တော်တို့ထင်ပါတယ်တယောက်ချင်းသည်ဘလို့ချင်းဝင်တဲ့အလျော်ညီအောင်နေမလဲကိုနဲ့ကိုပတ်ဝင်းညီအောင်မထိခိုက်အောင်ဘလို့နေမလဲဆိုတာဒီတူးချင်းနေနဲ့လေ့လာပြီးတော့ကျင့်သုံးနေထိုင်ရမယ့်ကိစ္စတွေလို့ထင်ပါတယ်ဆရာဟုတ်ကဲ့ကျွန်တော်တို့အခုနည်းနည်း policy ဘက်ကိုသွားကြည့်ကြည့်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်တို့လက်ရှိဘ ਹੁ ရဲ့ policy ရှိမယ်ပြည်နယ်ရဲ့ policy ရှိမယ်ဆရာတို့လေ့လာပူတလို့ဆရာ ြောစရာဖြည့်စရာဘာတွေရှိလဲကျွန်တော်တို့ချိတ်ဆက်မိရလားလူလူစီကိုပြန့်နှံ့မှုတော့ဘယ်လိုရှိလဲတဘောပေါင်းရင်ထိမ့်သိင်းရင်မှာနှစ်ပိုင်းရှိမှာပေါ့ဗျာတယောက်ချင်းစီအနေနဲ့ထိမ့်သိင်းလို့ရတဲ့အပိုင်းတွေရှိမယ်သို့တော့သူ့တဲ့ပမာဏကြီးတာကအစိုးရဒီမူဝါဒနဲ့ထိမ့်သိင်းမှရမယ်ကိစ္စတွေဆိုတော့ကျွန်တော်တို့ကဥပမာသားပါတော့ကျွန်တော်တို့ရှိမှာရှိတဲ့တစ်တပင်ခုတ်အချုပ်3လဆိုတဲ့ဟာမျိုးတွေဒီသို့တော့ဟိုတစ်တော့လိုက်ဖြိုနေတဲ့သူတွေကိုကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတော့တကယ်ပင်မအရင်အမြင့်ဒီဟာကြီးကိုဒီရေစည်းကြောင်းကြီးဖြစ်နေနိုင်တဲ့ဟာဘာတွေလဲအဲ့ဒီဟာတွေကိုမူဝါဒအနေနဲ့ ဟိုမှာကျွန်တော်အဓိကရည်ညွှန်းချင်တာတော့မြန်မာပြည်တစ်ခွမ်းမှာအခုထိခုတ်ထွင်းတစ်တော့ခုတ်ထွင်းနေသေးကိစ္စတွေဒီတတူတူးနေသေးကိစ္စတွေဒါတွေဒီပြည်သူလူထုရဲ့ဘဝကိုတအားချင်းကြောက်တယ်ဒါမျိုးတွေဒီတတိပုတ်ကလေးကအနေနဲ့တော့ဒါစီဖို့ခက်ခဲတဲ့ကိစ္စတွေဖြစ်တယ်ဒါတွေဒီအစိုးရအနေနဲ့တော့ဒါစီမှဖြစ်မယ်လို့ကျွန်တော်မြန်မာကျွန်တော်တို့မှာကျွန်တော်တင်နေအဲ့ဒါလည်းတိတ်မစိမ်းဘူးထင်ပါတယ်ဥမာကျွန်တော်တို့တောက်လျှောက်ငငယ်လေးကကြားပွဲဥတုရာသီတောကိုမိတယ်ဆိုတာပဲပြောတယ်ဒါပေမဲ့ကျွန်တော်တို့တောတွေတော်တော်ပြောင်းသွားတော့ပေါ့ပြီးခဲ့တဲ့ဆယ်စုနှစ်တည်းကိုပြန်ကြည့်လို့ရှိရင်နောက်ထပ်ကျွန်တော်တို့ဆရာပြောတဲ့ twin track ပစ္စည်း twin track အလွန်ကျွံတွင်းထက်တူးတာတွေရှိမယ်နောက်တစ်ခုကကျွန်တော်တို့နိုင်ငံရဲ့စက်မှုနိုင်ငံလည်းမဟုတ်ဘူးကျွန်တော်နိုင်ငံဒါပေမဲ့တချို့စက်မှုနိုင်ငံတွေရှိတယ်ဥပမာအိန္ဒိယတို့တရုတ်တို့ရှိတယ်သူတို့ကအကြီးအကျယ်ကျွန်တော်တို့ကြောင်ပြည်သွေးတူးတယ်ကျွန်တော်တို့အခုကြောင်ပြည်သွေးနဲ့ပတ်သက်လာရင်တော့မှကြောင်ပြည်လောင်စာဆိုရင်ကျွန်တော်တို့ဒီမှာတော်တော် awareness ပေါ့နော်လူတွေကလက်မခံကြတော့အခြေအနေပေါ့ဟုတ်ကဲ့သို့တော်လည်းပဲကျွန်တော်တို့ကရာသီဥတုပြောင်းလဲမှုကြီးကိုတားဆီးနိုင်တဲ့အနေအထားကတော့ မရောက်သေးဘူးပေါ့ဆက်သွားနေတာပဲအဲ့တော့ကျွန်တော်တို့ဘာတွေဆက်မှားနေကြသေးလဲဆရာဘယ်လိုသဘောရလဲဒီလူတို့ဘဝပေါ့လူတို့ရဲ့နေစဉ်ပြင်ဆင်မှုကိုထိခိုက်တယ်သူတင်ဆရာပြောတဲ့အထက်မှာပါတာဒီကျွန်တော်တို့ကစိုက်ပျိုးရေးနိုင်ငံဆိုတာပါတယ်စိုက်ပျိုးရေးဆိုတာဒီတဘာဝချင်းမြစ်ကိုမိုးလီဝတ္တအုပ်မိခိုးရတယ်မြေစည်းလောအုပ်မိခိုးရတယ်ရေရင်မြစ်ကိုမိခိုးရတဲ့နိုင်ငံပေါ့ဆိုတော့အဲ့လိုနိုင်ငံမျိုးမှာတဘာဝပေါင်းရင်ပျက်စီးနေတာဒီပြည်သူဘဝကိုတိုက်ရိုက်ချင်းချောက်တယ်ဆိုတဲ့အတွေးတွေအထိမူဝါဒရေးရတွေထဲမှာကျွန်တော်တို့ပါဖို့လိုပါတယ်အဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့ ျွန်တော်တို့ခုနကဟိုပြည်သူအများစုဘဝမဟုတ်တဲ့ခုနကစက်မှုလုပ်ငန်းအကြီးကြီးတွေလိုဟာမျိုးပေါ့လေမစားဝါကမန်ဂိန်းကနန်းကြီးတွေနဲ့ GDP လို့ဘာလို့ပြောနေကြတာရှိတယ်ပေါ့ရင်းနှီးမြှုပ်နှံမှုလို့ပြောနေကြတာရှိတယ်အဲ့ဒီဂိန်းကနန်းကြီးတွေဒီအများစုပြည်သူတွေရဲ့ဘဝကိုတကယ်တက်ရောက်မှာလားအဲ့လိုမဟုတ်ဘဲနဲ့လူအ ਨੇ စုရဲ့အခြေအနေတစ်ခုကိုပဲဥတီတဲ့မူဝါဒတွေလားအဲ့ဒီအပေါ်မှာကျွန်တော်တို့အဓိကပြောရမယ်ထင်ပါတယ်ဆရာဆရာတို့ဆိုရင်ဒီ NDA ဘယ်လောက်ရှိလဲသိတော့စောစောဆရာပြောသွားတယ်မြန်မာပြည်ကအဆင့်နံပါတ်ဘယ်လောက်ကဘာကြီးမှဆိုလို့ရှိရင်เนาะကျွန်တော်ပြီးတော့မှကျွန်တော် မကြခင်တော့ကျွန်တော်တို့လူကပြန်ဝင်ကြီးပြောတာရှိပါတယ်မြန်မာပြည်ကတဘာဝပတ်ဝန်းကျင်အဆိုးရွားဆုံးနိုင်ငံတွေထဲမှာပါတယ်တစ်ချိန်တည်းမှာ vulnerable ဖြစ်တာပေါ့နော်တဘာဝဒဏ်ကိုရင်ဆိုင်နိုင်ဖို့ကျွန်တော်တို့ target 10နဲ့ပြည့်သွားပြီအဲ့တော့ဆရာတို့ဘက်ကတိတဲ့လူတွေပညာရှင်တွေအရက်ဘက်ဖွဲ့စည်းနေရှိမယ်အဲ့ဒီရန်တရားတွေနဲ့စိုးရနဲ့ချိတ်ဆက်မှုအောင်ဘလောက်ထိအလုပ်လုပ်နေပြီလဲဆရာကျွန်တော်တို့စူးစမ်းနေကြတာကျွန်တော်တို့ဒါပါတော့အရက်ဘက်ဖွဲ့စည်းတွေပြည်သူလူအဖွဲ့အစည်းတွေဒီမူဝါဒရေးရာတွေကိုအစိုးရနားပေါအောင်ကျွန်တော်တို့ ကြိုးစားကြတာရှိတယ်။ဆရာတို့လိုမီဒီယာတွေကနေတစ်ဆင့်နားပေါအောင်ကြိုးစားကြတာရှိတယ်။ကျွန်တော်တို့ကိုအမတ်ကိုနေရာကိုဒေတာအမတ်တွေနိုင်ငံရေးအင်အားစုတွေနဲ့ထိတွေ့ဖို့ကြိုးစားတာတွေရှိတယ်။ဒါပေမဲ့ကျွန်တော်တို့စိတ်ထဲမှာတော့ပေါ့လေဒီဘက်အစိုးရဒီပြည်သူအတန်ကိုဘလောက်လက်ခံတယ်လဲပြည်သူရဲ့အတန်ကိုသူတို့နားကိုရောက်အောင်သူတို့တိဆောက်ထားတဲ့ဤစနစ်တွေရှိသလားဖွဲ့စည်းပုံတွေရှိသလားအဲ့လိုမရှိဘဲပြည်သူအတန်ကသူတို့ရှိမရောက်နိုင်မယ်နဲ့သူတို့ကလည်းသူတို့ဂျားကန်နယ်လေးတစ်ခုထဲမှာပိတ်မိနေလားဆိုတော့မေးခွန်းရှိပါတယ်အဲ့ဒါဆိုရင်တော့ပြည်သူလက်နဲ့နာမယ်အစိုးရလည်းနဲ့နာပါတယ်အခုတည်းကဆရာတို့အားရတဲ့ အနေထားရှိလားဆရာတို့ကျွန်တော်တို့သဘာဝပိုင်းဘေးရန်နေနဲ့ပတ်သက်တော့ကျွန်တော်တို့ဒီဘရောမအားမရဘူးဆရာ။ဘာကြောင့်လဲဆိုတော့အဲ့ဒါဒီအသက်ဒီနဲ့ချိတ်ဆက်နေတဲ့အတွက်အဲ့ဒါဆိုကျွန်တော်လည်းရှော့ဝင်ပြလိုက်ပါမယ်။လမ်းကြောင်းမှန်ပေါ်မှာဝေရောက်ပါဆရာ။ကျွန်တော်တို့လမ်းကြောင်းမှန်မှာအတော်တန်ရောက်တယ်လို့တော့ပြောနိုင်ပါတယ်။ဘာလို့ပြောလဲဆိုရင်တော့ကျွန်တော်တို့နိုင်ငံတကာနဲ့ချိတ်ဆက်လှုပ်ဆောင်တဲ့ကိစ္စလေးတွေကျွန်တော်တို့ရှိတယ်။ဒါပေမဲ့အကြောင်းအရာတစ်ခုခုဒီကျွန်တော်တို့ဟိုပေါ့လေ policy discourse ပေါ့။မူဝါဒရေးရာအရာအပြောအဆိုတွေတကယ်လက်တွေ့ကြတဲ့အခြေအနေတွေပြောင်းဖို့တော့လိုပါတယ်။ဟုတ်ကဲ့။အဲ့တော့ကျွန်တော်အခုကျွန်တော် ဒီမှာရှိတဲ့ចောင်းသားចောင်းသူတွေကိုကျွန်တော်အလှည့်ပေးခြင်းပါတယ်ចောင်းသားចောင်းသူတွေမှာကိုယ်ပိုင်ခံစားနေရတဲ့ကိုယ်ပိုင်တွေ့ကြုံနေရတဲ့ကိုယ်ပိုင်စိုးရိမ်နေကြတဲ့အကြောင်းအရာတွေရှိမှာပဲအဲ့တော့လက်ထောင်ပြီးတော့မှကိုပြောချင်တာမေးချင်တာရှိလို့ရှိရင်လက်ထောင်လို့ရပါတယ်ကျွန်တော်ဂျပန်နိုင်ငံမှာဆိုရင်ငလင်းလှုပ်ကြတယ်တော်တော်ဟုတ်ကလေးငယ်တီးတီးလေးတွေအားစကျွန်တော်တို့ ငလင်းနဲ့ခံနိုင်တဲ့ကျွန်တော်ငလင်းလှုပ်တဲ့အချိန်မှာဘလို့နေရမထားရမယ်ကျွန်တော်ကြိုးပြီးတော့တင်ရိုးလေးတွေပါတယ်လှုပ်ဆောင်မှုလေးတွေအပတ်တိုင်းလှုပ်တယ်နောက်ပြီးတော့သူတို့တို့ကကောက်ွယ်စရာကိုနိုင်ငံတော်ကနေပြီးတော့အင်ဂျီဂျက်ကက်ထဲမှာမှလေးတန်ခံနိုင်တဲ့ဟာလေးတွေခေါင်းဆောင်လေးတွေပေါ့ဒီလိုသက်ဆိုင်ရာတင်ရိုးညှို့နှမ်းညီပညာရေးစနစ်ထဲမှာဆိုတာတဘာဝနဲ့ပတ်သက်ပြီးတော့ဦးစားပေးပြီးတော့ထည့်ကြတယ်ဒါကျွန်တော်တဘာဝကဏ္ဍတစ်ခုပေါ့ကျွန်တော်နိုင်ငံမှာကြာတော့အဲ့လိုမဟုတ်ဘူးဟုတ်အပြင်ရိုက်စနေတဲ့မှာမိုးသူဒီဘယ်လာမှဘယ်လာတိရှိသည်အဲမိုးသူတွင်ရေရေများရေဥတို့နေပူလောင်စီထလောက်လောက်ပဲဟုတ် အခုကျွန်တော်နာခင်မှာဖြစ်သွားတယ်ပြဿနာပြည်သူတွေဘာကြောင့်အတန်တဒီမုန်တိုင်းကြီးတယ်ကြီးတယ်ကြီးတယ်ပြောနေတဲ့အချိန်မှာသူတို့ကိမဆိုင်ကြဘူးတကယ်ဖြစ်သွားတော့ပျက်စီးများရဲ့ဘာကြောင့်လဲချက်ကျော်ခဲ့ရတဲ့ပညာရေးစနစ်ကောင်လည်းကောင်သူတို့ရဲ့အတီးထဲမှောင်တွေကဒါကိုကြောက်စိတ်ဘာမှမပေါ့သဘာဝဘေးဆိုင်ရာတို့အနေရည်တွေတာမြင့်ချက်တွေဘာမှတင်းယုံညွန့်နှံ့နေတယ်မှမပေါ့နှစ်ပြောဆရာပြောသလိုပေါ့နိုင်ငံတော်ကကောဘယ်လောက်ထိလုတ်ပေးနိုင်လဲဒါဆိုရင်တိုးတယောက်ချင်းတိလုတ်နိုင်တယ်ပေါ့အပင်လေးတွေစိုက်မယ်ဟုတ်ကဲ့ကျွန်တော်တို့စိုက်ကြပါလေဘယ်လိုပင်နေလဲစိုက် အပင်နေဖို့အာပြန်ပြီးတော့စိုက်ကြမယ်ဆိုစိုက်လိုက်တာကယူကလစ်အော်ရီရှာမလေးရှားပြောရေတော်ဘလူးတွေကြီးလည်းစိုက်ကြတာကျွန်တော်အဲ့ဒါဘာကြောင့်စိုက်တာတော့ဟုတ်တယ်ကျွန်တော်တို့ဒါပေမဲ့ဘယ်လိုအပင်မျိုးတွေကိုစိုက်ရမယ်ဆိုတာကျွန်တော်တို့မှတက်နစ်မရှိဘူးဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်ဆရာမေးတယ်ဆိုတာလေးတယ်လေဆွေးနွေးသွားတဲ့အချက်လေးကိုကျွန်တော်သူပဲကျေးဇူးတင်ပါတယ်အထူးသဖြင့်ကျွန်တော်တို့အခုနားခဲ့ဆက်နေပြီမှာနည်းနည်းဖိဖိစီစီပြောချင်တာကျွန်တော်တို့ လူအဖွဲ့အစည်းတိုင်းမှာ social landing ဆိုတာလိုပါတယ်လူအဖွဲ့အစည်းအတွင်းမှာသူကနဲ့သူဟိုဘာတွေတော့ဖြစ်နေတယ်ဘာတွေတော့ဖြစ်ခဲ့တယ်ဘာတွေတော့ဖြစ်လာနိုင်တယ်ဆိုတာကိုလူအဖွဲ့အစည်းအတွင်းသင်ယူတဲ့ဖြစ်စဉ်ပါအခုနာဂိဆန်နေပြည့်ဆိုတာဒီကျွန်တော်တို့ဒီအမှတ်တရတွေအများကြီးလောက်ရမယ်ကိုရက်ကိုရမှာဟိုလွန်ခဲ့တဲ့ဆယ်နှစ်ကတော့ဘလို့တွေတို့ကြုံခဲ့တာဟိဆိုတာမျိုးပြည်သူလူအဖွဲ့အစည်းတွေမှာကြုံခဲ့တွေ့ခဲ့တာလေးတွေကိုပြန်အမှတ်ရစီတဲ့ကိစ္စတွေဒီလူမှုအားကောင်းလာအောင်လူမှုပြင်ဆင်လာအောင်လူမှုဒီ ဟိုနောက်တစ်ခါလာရင်အစင်းချင်းဖြစ်အောင်တင်ယူတဲ့လုပ်ငန်းမှာကျွန်တော်တို့လူ့ဖွဲ့စည်းတာဆူနာမီဆိုကျွန်တော်တို့ရှိရပြီထိုင်းနိုင်ငံမှာဆရာအခုကျွန်တော်တို့ရှိမှာဆရာဟိုလက်ပတ်တာပဲကျွန်တော်တို့သွားရင်တော့ကျွန်တော်တို့နာခဲ့အမှတ်တရလေးတခုခုများရှိကြလားဗျာမီအမှတ်တရလေးရှိနေတော့ဒါလွန်ခဲ့တဲ့10နှစ်ကပြစ်ခဲ့တယ်လူတွေအများကြီးတီးခဲ့တယ်ဒါသင်ခန်းစာယူရမယ်ဒါမျိုးမဖြစ်အောင်အပတ်လောက်ရမယ်ဆိုတဲ့ဟာလေးကျွန်တော်တို့ရမယ်တင်ပါတယ်အခုကတော့ကျွန်တော်တို့အဲ့ဒီလူမျိုးတွေမရှိနေတဲ့ဂါဒီကျွန်တော်တို့ဟိုတော်တော်အရေးကြီးတဲ့ကိစ္စလို့ဆရာရဲ့ ဆွေးနွေးချက်လေးနဲ့ကျွန်တော်ဆက်ဆက်ပြီးတော့အဲ့ဒါဆိုရင်ကျွန်တော်ကမေးစောစောမေးခွန်းနဲ့ကျွန်တော်ရှင်ပြီးတော့မှကျွန်တော်စဉ်းစားမိတာတခုရှိပါအခုဒီမှာចောင်းသားចောင်းသူတွေအများကြီးကြားတယ်ကိုရီတင်နေတဲ့တင်ရိုးထဲမှာတဘာပေါ်ဝင်ခြင်းနဲ့ပတ်သက်ပြီးတော့မှနောက်ထပ်တင်ယူစရာတွေတင်ရိုးတွေအကြောင်းအရာတွေထည့်တင်တယ်လို့ယူဆတဲ့လူတွေလက်တစ်ချက်လောက်ထောက်ပြပါလားကျွန်တော်ကျွန်တော်ထင်တယ်အခုလက်ထောင်တဲ့လူတွေနောက်ထပ်မလိုအပ်ဘူးလို့ထင်တဲ့လူတွေဥပမာလောလို့မေးကြတာလူတွေရှိတယ်ဒါကျွန်တော်တဘာပေါ်ဝင်ခြင်းနဲ့ဝေးတယ်လို့ထင်ရတာပါ ဲ့တော့တင်ရိုးထဲမှာနောက်ထပ်သဘာဝပုံမြင်တဲ့ပသက်ပြီးတော့မှမလိုဘူးလို့ယူဆတဲ့လူတွေတခြားလောလက်ထောင်ပြပါလားကျွန်တော်အဲ့ဒါဆိုတေးကြတဲ့လိုနေတယ်လို့ထင်တဲ့လူပြည့်သက်ကရှိတယ်ထိုက်လျောက်ရှိကြတယ်အဲ့တော့အဲ့လူတွေမှာမေးခွန်းမရှိဘူးလားဘာဖြစ်လို့ကျွန်တော်တို့လိုတယ်လို့ပြောကြလဲအာတမီးရောရောက်ကပြောမယ်ဆိုလို့ရှိရင်စင်ရတာရောက်ကလို့ပြောရပါတယ်ဆရာအခုလိုမျိုးလူမှုဖွဲ့စည်းလာပြီးတော့လုပ်ပြီးရေဖော်ပြပွဲတွေလုပ်ပြီးရေဒါပေမဲ့ဆရာရဲ့ တို့ရဲ့စာဝတ်နေရဲ့အခြေအနေရတယောက်ဖြစ်တဲ့လူတွေတယောက်တယ်တယောက်ဖြစ်တဲ့လူတွေမတယောက်ဘူးအဲတယောက်ဖြစ်တဲ့လူတွေကအိမ်မှာမိသားစုပြန်ပြောရဲဆိုလို့ရှိရင်တော့မိသားစုကဂီယုမဆိုင်နိုင်တာရှိရစီရဲ့ပြီးတော့တမျိုးရောကမှာရေရမ်းကြီးရဲ့ရမ်းကြီးလို့ရှိရင်အဲတာတွေကိုဖို့မယ်ဆိုလို့ရှိရင်လူလေး၃လေးယောက်လောက်ပဲဖို့နိုင်တယ်အဲ့လိုဖို့လို့ရှိလို့ရှိရင်ကြတော့ဖို့တဲ့လူတွေတော့မဆရာရဲ့အပြစ်ပြောတဲ့လူတွေတော့ရှိရဲ့ကိုယ်ကွမ်းစားကိုမလုပ်ခဲ့ပါ냐ဆိုပြီးတော့အဲ့လိုမျိုးလူဖွဲ့စင်ရသားလူမှုဖွဲ့စည်းကြတော့ဆရာတို့ဘယ်လိုမျိုးလုပ်ပေးနိုင်လဲဟုတ်ဟုတ်ကဲ့ကျမ ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာမခုနကနာခေဖားကြောင့်အပြည့်အစည်းများခဲ့လဲဆိုတဲ့အထဲမှာအဖြေတစ်ခုဒီကျွန်တော်တို့ပြည်သူတွေဆင်းရဲလို့ဆိုတဲ့အဖြေတစ်ခုလည်းပါပါတယ်ဆင်းရဲတဲ့အခါမှာသူတို့ဒီသဘာဝဘေးကိုရင်ဆိုင်နိုင်တဲ့အဆောက်အအုံပါညာစကောင်းကောင်းကန်းကန်းမရှိတာတွေရှိပါတယ်ဒီသဘာဝပေါ်ဝင်လို့ပြောတဲ့အခါမှာတစ်ခုဒီသဘာဝဘေးအန္တရာယ်ကိုကျွန်တော်တို့ဟိုဥတီတာပါနောက်တစ်ခုကတော့သဘာဝပတ်ဝန်းကျင်ကောင်းလေးရှိရင်ဒီဆင်းရဲမှုကနေပြီးတော့ကျွန်တော်တို့ရှော့ချနိုင်မယ်လူတွေ ဟိုအထိအခိုက်တက်တာမယ်ဆိုတဲ့အတွေးကျွန်တော်တို့မှာပါပါတယ်ကျွန်တော်တို့စင်းရဲနေရင်ကျွန်တော်တို့လက်တလုံးလိုအပ်ချက်ကိုပဲကျွန်တော်တို့ဥပမာထင်းလို့ရင်ကျွန်တော်တို့ဒီရောကိုသွားပြီးတော့ဟိုထင်းအတွက်ခုတ်ရမှာပဲဆိုတဲ့အခြေအနေအဲ့ဒီဟာတွေဒီလိုပါတယ်ဆမ်းမစင်းရဲတာဒီပြည်သူအပြစ်လားပေါ့စင်းရဲနေတဲ့အခြေအနေဒီမူဝါဒနဲ့အခြေအနေတွေကြောင့်လူလူစင်းရဲရတယ်စင်းရတဲ့အတွက်တဘာဝပဝင်းခြင်းအပေါ်မှာခုနကထင်းခုတ်ထားလို့မျိုးကျွန်တော်တို့ဖိအားတွေတက်ရောက်တယ်အဲ့ဒါကိုကုစားဖို့ကြတော့အစိုးရကဒီလူတွေဒီဒီပြည်သူပြည်သားတွေ ဒီဆင်းရဲတွေကနဲ့နိုင်အောင်ထွက်နိုင်အောင်ကျွန်တော်တို့ဘာလို့ပြန်ကူညီရမလဲတဝပောင်းရင်ပေါ်ဖီစည်းမှုတွေများနေရင်တို့တို့အတွက်မီးရအောင်ကျွန်တော်တို့ဘာလို့ပြီးမလဲဆိုတဲ့အခြေအနေမျိုးတွေနဲ့တွားရမယ်ထင်ပါတယ်တဝပောင်းရင်ထိမ့်သိမ့်မှုကျွန်တော်တို့ပြောတာမှာဆင်းရဲသူဆင်းရဲသားရဲ့နေထိုင်မှုဘဝနေစဉ်စားတောက်နေထိုင်မှုဘဝကိုအထောက်အကူပြုဖို့ဆိုတဲ့အချက်ပါပါတယ် တဘောဘေးရနေရောသူတို့ရှင်းဆိုင်နိုင်မှုဆိုတဲ့အချက်ပါပါတယ်အဲ့ဒီနဲ့ပို့ပြီးကြေပြန်းတဲ့မိကုံကတော့ဒီဆင်းရဲသားပြည်သူတွေဆင်းရဲတဲ့အခြေအနေကရုံထွက်နိုင်အောင်ဆိုရင်စီးပွားရေးဘူဝါဒတွေလိုမယ်တဘောပေါင်ရင်ထိမ့်သိမ့်မှုတွေလိုမယ်တစ်ဖက်မမျှတာတဲ့လူနည်းစုအပေါ်မှာသွားပြီးဥစ္စာဒဏ္ဍာရီဇူဝေးပြီးလူအများစုခံရတဲ့အခြေအနေတွေကိုပြောင်းဖို့လိုမယ်လို့ကျွန်တော်ဒီလိုတင်ပါဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်နောက်ဆုံးမိကုံမေးခြင်းနဲ့တယောက်နှစ်ယောက်လောက်မေးခြင်းပါတယ်အခုကိုယ်တိုင်တဘောပေါင်ဝင်ခြင်းဒဏ်ကိုခံမှုကြတာရှိလားကိုယ်တွေ့ကြုံနဲ့ရှင်ပြီးတော့မှပြောပြပေးတာဒီမှာနှစ်ယောက်ရှိပါတယ်ဟိုနောက်မှာတယောက်ရှိတယ်ဒီမှာတယောက်ရှိတယ် ဒီတအုပ်ချင်းစီအနေနဲ့ကဟုတ်တယ်လူတိုင်းလုံနိုင်တယ်ဒါပေမဲ့ဒီအသိပညာနှိပ်ပါနေစေဖြစ်နေတဲ့ဒီမြန်မာနိုင်ငံကြီးမှာပေါ်တော့ဒီတဘာဝပဝင်ခြင်းကိုထိမ့်သိမ့်ဖို့အတွက်ဆိုတာကအသိပညာမရှိရဘူးအသိပညာမရှိရဘူးပြီးတော့ဒီအခုဖွင့်နီးပညာဖွင့်ပြနေစေခင်ပြီးမှာပေါ်တော့မြန်မာနိုင်ငံမှာလည်းဖွင့်ပြနေပါတယ်ဆိုလိုချင်တာကဒီဖုန်းတိုင်းကိုလူတိုင်းသုံးပြနိုင်တယ်ဒါပေမဲ့ကျေးလက်နေပြည်သူတွေအထီးကိုအသုံးမပြုနိုင်ဘူးအာအင်တာနက်လိုင်းမရရင်ရှိရပေါ့နော် ဆိုတဲ့အခါကျတော့သူတို့မှာရေသန့်မှုတွေနဲ့ပတ်သက်ပြီးတော့ recycle ပြန်လုပ်နိုင်တယ်ဒါမျိုးတွေဆိုသူတို့တက်လက်လက်မမီဘူးပေါ့နော်ဆိုတဲ့အချက်တွေရှိရဲဆိုတဲ့အခါကျတော့ဒီပြည်သူတွေအတွက်ကိုသူတို့တိတ်ဦးချင်းစီအနေနဲ့တဘာဝပတ်ဝန်းကျင်ကိုထဲထဲဝတ်တဲ့ဆိုရင်ပေါ့နော်ဘယ်လိုမျိုးအသိပညာပေးသင့်လဲနောက်တစ်ချက်ကကျတော့အစိုးရ policy နဲ့ထိန်းသိမ်းသွားမယ်ဆိုတာပေါ့နော်အစိုးရ policy ကရောဘယ်လိုမျိုးပုံစံရှိနေလဲအာပြီးတော့တဘာတဘာဝပတ်ဝန်းကျင်နဲ့တိုက်ဆိုင်နေပေါ့နော်ဒီတစ်ထုတ်လုပ်မှုပေါ့နော်တစ်ခိုးထုတ်လုပ်မှုမောက်ခိုးထုတ်လုပ်မှုနဲ့ပတ်သက်ပြီးတော့ ကရောဘလို့ rules အလုံးနဲ့ဆိုင်လာပေါ့သူတို့အတွက်နဲ့ပတ်သက်ရောနော်ဟုတ်ကျေးဇူးတင်ပါတယ် ဆရာမမိကွန်းအတွက်အထူးပဲကျေးဇူးတင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကတဘာပေါင်းကြီးအကြောင်းပြောတာမှာထောင်ချောက်တစ်ခုကပါလဲဆိုတော့ကျွန်တော်တို့ကပြက်နေဆိုးနေတာတွေကိုပဲပြောတဲ့အခါမှာဘာမှကိုတက်နိုင်တာဘာမှလည်းမရှိပါလားဆိုတဲ့အချက်ကိုရောက်သွားတတ်တဲ့အခြေအနေပါ။အဲ့တော့ကျွန်တော်တို့တယောက်ချင်းပါလုံနိုင်လေတယောက်ချင်းဆိုတာတယောက်ချင်းတော့ခုနေထိုင်မှုမှာပြုပြင်လို့ရတဲ့အခြေအနေတွေအများကြီးရှိပါတယ်။အဲ့ဒီပို့ပြီးတော့ကျွန်တော်အဓိကပြုကျင်တာတော့ခုလူအဖွဲ့အစည်းလူအတိုင်းဝိုင်းလေးအနေနဲ့လုံနိုင်တာတွေရှိပါတယ်။ကျွန်တော်တို့ဒီပသိမ်မြို့မှာပဲရှိတဲ့ဂယုနာအဖွဲ့ဆိုတာရှိတယ်။သူတို့တွေနဲ့ကျွန်တော်တို့ဒီ ဟိုပဲ့ပင်လယ်ဝဘက်ဒီမှာအပင်ဆိုင်ဖို့လုပ်ခဲ့တာတွေရှိတယ်အခုသိမကြခင်ကပဲမြည်ရည်ကြီးခဲ့တဲ့အခါမျိုးတွေမှာဒီ ARD မကန်တဲ့ရှောက်မှာဂျွာသားတွေသူအင်းတွေသူသူထုတ်ရှားမှုနဲ့သူပဲဝါးခင်းတွေပြန်ဆိုင်တယ်ဒီဟိုရေကြီးလာရင်ပါလာတဲ့နှုံးနယ်နဲ့နဲ့ဆိုင်ရေးပြိုးရေးတွေခက်စီတဲ့အတွက်ကျွန်တော်တို့အဲ့လိုမျိုးလုံနိုင်တဲ့အစုအဖွဲ့အနေနဲ့စုဖွဲ့လိုက်ရင်အင်အားရှိမယ်လို့ထင်ပါတယ်လုံနိုင်တာတွေရှိပါနောက်တစ်ခုကတော့ပညာရေးတွေကျွန်တော်တို့ဒီဖွဲ့ထဲမှာတက်သူကျောင်းသားတွေလည်းဖြစ်တဲ့ခါကျတော့ပညာဘယ်လိုပေးမလဲဆိုတဲ့ကိစ္စတွေကျွန်တော်တို့ခဏကြားရပါတယ်ဒါဒီဒီနိုင်ငံရဲ့ challenge ကတော့ပညာရေး ိုဘယ်လိုထိရောက်တဲ့ပညာရေးစနစ်ဘယ်လိုဖြစ်အောင်လုပ်မလဲဆိုတဲ့အရှိကိုရောက်မယ်ထင်ပါတယ်အဲ့ဒီမှာတစ်ခုကဘာလဲဆိုတော့သဘောပေါက်ဉာဏ်နဲ့ပတ်သက်တဲ့ပညာသည် ရရွာလူထုမှာတော်တော်ရှိတာပါရရွာလူထုဒီသူ့နေရာသူ့နေသမှာဘာအပင်နေရှိတယ်ဘာအကောင်နေရှိတယ်သူ့ရေမြေဒေသလက်ရောညှိတွေ့မှုလေးဘလို့ရှိတယ်ဆိုတော့ तू ကသူ့အနားအလေဆုံးမှာသို့သောပေါ်ရလာတဲ့မင်းတို့ဖွံ့ဖြိုးရေးတွေလုပ်ရမယ်ဒီပစွန်ကန်တွေတူးရမယ်စီးပွားရေးလုပ်ငန်းတွေလုပ်ရမယ်ဆိုတာမျိုးတွေနဲ့ဒေသရဲ့အသည့်အမြင်နဲ့ဒေသရဲ့စမ်းဆောင်ရေးကိုဘေးတွန်းပို့လိုက်တဲ့အခါမှာပြဿနာတွေကျွန်တော်တို့ကြီးတာပေါ့နောက်တစ်ခုကတော့နီးပညာလိုဟာမျိုးကျွန်တော်တို့လက်ထဲရောက်လာရင်ကျွန်တော်တို့ကိုယ့်ဟာနဲ့ကိုယ်ကိုရောလို့သူများတင်ပေးမှမဟုတ်ပဲကိုယ့်အလေးနဲ့ကိုယ်လေ့လာနိုင်တင်ယူနိုင်တဲ့အခြေအနေတွေကျွန်တော်တို့ရောက်ပါတယ်ပါတယ်နောက် တင်ကြားတဲ့ပုံစံတွေပေါ့ကျွန်တော်ငငယ်ကဆရာမဒီပထဝီရဆိုလို့ပထဝီဘာသာတင်တဲ့အခါမှာရေးသည်မြေယာမနေရသူစီးစင်နေဆိုရဲအကြောင်းဆုံးစာအုပ်တွေရဲ့စကားလုံးကိုကျွန်တော်နားမလဲဘာကြောင့်လဲဆိုတော့ကျွန်တော်တာပေါင်းကဒီရင်ရှိတော့မြေကတနေ့ကိုအပေါ်သွားတာရှိတယ်အောက်ဆင်းတာရှိတယ်သူကသူကကျွန်တော်ဘေးမှာကျွန်တော်မြင်နေတဲ့မြစ်ကဟိုအပေါ်ဆင်းလိုက်အောက်တက်လိုက်နေတယ်ကျွန်တော်ကျွန်တော်စာအုပ်ထဲမှာဖတ်ရတာကြတော့မြေယာမနေရသူစီးစင်နေတယ်ဆိုတဲ့ကိစ္စစာအုပ်ထဲမှာရှိတဲ့အသိပညာနဲ့ဘဝတွေရဲ့အခြေအနေတွေနဲ့လူတွေတယောက်ချင်းစီမှာရှိတဲ့စွမ်းဆောင်ရည်တွေနဲ့ဆက်ဆက်မပြီးနိုင်တဲ့အခါမှာကျွန်တော်တို့အခုပြောတဲ့ ဒီဟာချက်ဒီဟာခွက်ဒီဖြစ်တာပါပဲဗျာဆိုတော့ဒီဟာလေးတွေကိုကျွန်တော်တို့ပညာရေးဆိုင်ရာပြုဝင်ပြောင်းလဲမှုတွေဒီအကောင်းဆုံးမျှော်လင့်ချက်ကတော့ဒီမှာရှိနေတဲ့ကျောင်းသူကျောင်းသားတွေပါပဲကျွန်တော်တို့ထိရောက်တဲ့ပညာပေးမှုတွေကိုအတွက်ကောကိုလူအဖွဲ့အစည်းအတွက်ကောကိုနိုင်ငံအတွက်ကောဘယ်လိုလုပ်ကြမလဲဆိုတာဒီကျွန်တော်တို့အတွက်အရေးကြီးတဲ့မေကွန်ဖြေရမယ့်မေကွန်လို့ထင်ပါတယ်ဗျာအဲ့တော့ဆရာမေကွန်ဆရာကျွန်တော်တို့အားလုံးသိကျင်နေတဲ့မေကွန်ကျွန်တော်တို့တတိယပိုင်းကျရင်ဖြေပါမယ်အခုတော့ကျွန်တော်တို့ဒီနေ့ခေါင်းစဉ်နဲ့ပတ်သက်တဲ့ကျွန်တော်မြန်မာနိုင်ငံမှာမိုးလေဝသနဲ့ပတ်သက်လာရင်လူသိအများဆုံးပုဂ္ဂိုလ် နာဂစ်ကာလာရုံကလူသမောင်းများစွာရဲ့အသက်ကိုကယ်ဖို့ကြိုးစားခဲ့ဒါပေမဲ့သူမအောင်မြင်ခဲ့ဘူးမိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်ရဲ့အမြင်ကြည့်အောင်မြန်မာနိုင်ငံဟာရာသီဥတုနဲ့ပတ်သက်လို့ပြဿနာရှိတဲ့နိုင်ငံဖြစ်ပါတယ်ရာသီဥတုပြောင်းလဲမှုအဆိုးအဝါဆုံးခံရတဲ့ကမ္ဘာဆင်နိုင်ငံထဲမှာမြန်မာဟာဒုတိယအဆိုးဆုံးနိုင်ငံအဖြစ်လွန်ခဲ့တဲ့၈နှစ်လောက်ကလေးကရောက်ရှိနေခဲ့တာခဏအထိပဲဖြစ်ပါတယ်ဒါကြောင့်မို့ခဏလူငယ်အများစုသူမြင့်တက်ကတူအထက်တန်းကျောင်းစတဲ့သင်ကြားနေတဲ့ကျောင်းသူကျောင်းသားများဟာ မြန်မာနိုင်ငံရဲ့ရာသီဥတုကြောင်းလဲခြင်းနဲ့ပတ်သက်ပြီးတော့တစိတ်တည်းသာသတိပြုကြဖို့အတွက်အထူးကလောက်ရမယ်ဝတ္တရားဟာအဆင့်၄ဆင့်ရှိပါလေပထမအဆင့်ကတော့တရင်အချက်လက်တွေကိုလွတ်လပ်စွာဖြန့်ပြူပေးခြင်းဖြစ်ပါလေတနည်းအားဖြင့် information ဖြစ်ပါလေဒုတိယအချက်ကတော့အဲ့ဒီတရင်အချက်လက်တွေကိုသိရှိခြင်းအပြင်လူများမှာရာသီဥတုနဲ့ပတ်သက်တဲ့အသိပညာများရရှိခြင်းဖြစ်ပါလေ education ဖြစ်ပါလေတတိယကတော့ လူများမှာရာသီဥတုပြောင်းလဲခြင်းနဲ့ပတ်သက်တဲ့သဘာဝဘေးရန်နဲ့ပတ်သက်တဲ့အသိပညာများရလာမယ်ဆိုရင်တော့ DNAD ရဲ့အဖြစ်သဘာဝပမာဏကိုတတိပြုလာမှာဖြစ်ပါလေဒီဘက်ကတော့ awareness လို့ခေါ်ပါလေဒီလို awareness ရှိလာမှတတိပြုလာကြမှာလဲအားလုံးသောလူဖွဲ့စည်းဖြစ်တဲ့အုပ်ချုပ်သူအစိုးရဤသူပြည်သားပြည်မီဒီယာ PSO CSO NGO, LNGO, UNGO စတဲ့အဖွဲ့အစည်းအားလုံးတို့ကလည်းဒီလုပ်ငန်းမှာအားလုံးဝိုင်းဝန်းပြီးတော့ပါဝင်လာကြမှာဖြစ်ပါတယ်ဒီလိုအားလုံးပါဝင်မှ mass participation ရှိမှသာရာသီဥတုပြောင်းလဲခြင်းရဲ့အန္တရာယ်ကိုကာကွယ်တဲ့နေရာမှာရောတဘာဝဘေးအန္တရာယ်များရဲ့အန္တရာယ်ကိုကာကွယ်တဲ့နေရာမှာရောအောင်မြင်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့အကြောင်းနေတက္ကသိုလ်တွေမှာခဏိခါမှာတော့ရာသီဥတုနဲ့ပတ်သက်တဲ့အသိပညာတွေတဘာဝဘေးအန္တရာယ်နဲ့ပတ်သက်တဲ့အသိပညာတွေပြန်ပွားဖို့အတွက် ပညာပေးဟောပြောပွဲတွေသတင်းဆောင်ပါတွေစတာတွေကိုတိုးတက်ဆောင်ရွက်ဖို့လိုပါတယ်ဆိုတဲ့အကြောင်းတင်ပြရင်းညီကုန်းချုပ်ပါတယ်အားလုံးကျမ်းမှချမ်းသာကြပါစေ။